စာပေချင်းမြတ်နှုတ်သူများအားလုံးကိုကျမတို့ရဲ့အာစီတုတ္တဆောင်ယတဆောင် channel မှပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကနှင်းစီပါကျမဒီကနေ့ဖတ်ပြပေးမှာကဆရာကြီးမြမျိုးတွေရေးသားထားသော ရှေးဟောင်းနှောင်းပြင်များစောင်းပါအမှတ်16ပဲဖြစ်ပါတယ်ရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစေစောင်းပါအမှတ်16နှစ်ပေါင်း40ဟူသောတက်တန်းအတွက်ဗုဒ္ဓဘာသာတို့၏ပြည့်ညတ်ချက်မှာဒုတိယအရွယ်သို့ရောက်နေပြီဖြစ်၍ မောင်ကိုစတီတို့မှဥတက်၍ခေါ်နေမင်းကြီးဖြူစွာ လက်ခံရသော အသက်ပိုင်းတွင်ရှိနေပါလိမ့်မည်။ထို့ကြောင့်စီးပွားရေးကိုလည်းအားထုတ်ရပါမည်။ဘာသာရေးအရာသတင်းသီလကိုလည်းစောင့်တည်ရပါမည်။လောဘမီဒေါသမီမောဟမီမာနာမီစသောမိလေးပါးတို့အုံဟုံးတောက်နေခြင်းမှမိတော်အားယော့နိုင်သမျှယော့စီရန် က်ကာယဒိဋ္ဌိစာသောအစွဲမျိုးနှင့်မန်းဆွဲကိုချိုးနိုင်သမျှချိုးရန်တက်ကြီးရွယ်ဦးများကစိုးဆုံးမစပြုသောအတန်များကြားနာလာရခြင်းဖြစ်ပါသည်။သို့တော်လည်းယောမစကပုံများကမူအသက်40ရှိလာမှဘဝကိုအစပြုသည်ဆိုပါသည်။တဘောမှလူတလုံးသူတလုံးဖြစ်ရင်ဥစည်းကောင်းဆောင်နေရာတွင်ဝင်နိုင်ရေးဇာတမအဖြစ်ထိတ်တွင်တက်ထိုင်နိုင်ရေးဆိုသည်မှာဘဝအတွေ့အကြုံကုံလုံးပြေဝမှသာဖြစ်နိုင်ရာ လူဘဝတလျှောက်နှစ်ပေါင်း40လောက်ရှိသောခရီးကိုရှောက်ဖူးမှသာလူလောက၏သဘောကိုတီးမိခောက်မိနိုင်ခြင်းကြောင့်ဖြစ်ဟန်တူပါသည်။ညမျိုးလင်၏ဘဝသည်ရှည်လျားသောခရီးကြမ်းကြီးကိုလည်းရှောက်ခဲ့ဘူးသည်။ပိမ့်ပိတ်အောင်မှောင်နေသောအမိုက်တိုက်တူးတယ်ကြီးအတွင်အိုးနှင်းခွက်နှင်းစန်းတဝါဝါနှင့်အလင်းရောင်ရှိမီထင်ရသောမြက်ကန်းတစေမကြောက်အဖြစ်နှင့်ဖောက်ထွက်ခဲ့ဘူးသည်။ကြီးလင်းအေးမြသောအယောင်အောက်တာယာသောလမ်းမော်တွင်လည်း လူလာခောက်တုတ်ရှောက်ချီပြန်ကြည့်လဲလုတ်ခဲ့ဘူးသည်ဆိုးဒီကဆိုးကောင်းဒီကကောင်းပြောင်းဆန်အောင်ဘဝတလျှောက်ယူးစီမူးစီသော လောကရန်တရား၈ပါးအနက်မှအခါများစွာ တပားစီတပားစီဤအမြောက်အပင့်အဖိအနှိမ်မျိုးစုံကို ခံခဲ့ရဘူးသည်မှာအရေးထူလာပြီးဖြစ်၍မြမျိုးလင်ဤဘဝတွင်အဘယ်သို့သောဒုက္ခအဘယ်သို့သောဒုက္ခကို ရင်ဆိုင်ရသည်ဖြစ်စေဒါဝန်ကြကြပြားကြကြအကြခံနိုင်လျက် အပြုံးမပြည့်ပျော်ပျော်ပြီးနေနိုင်စွာပိုခံရှိပြီးဖြစ်နေပါသည်။တပီတောင်လုံးအမှောင်ချထားခြင်းဖြစ်၍အာလံမြို့လဲမှောင်ကြီးမဲမဲဖြစ်နေပါသည်။မိယထာဘုဒ္ဓအော်တာကလားများကို ဝစ်စီလျက်နက်ပြာရောင်ဝစ်စုံဘောင်းမီရှင်နှင့်ရှက်အင်းကြီးမျိုးကိုတိုင်းပြည်ပြက်ခါမှဝစ်စင်ဝင် ရကြသော စေရနဝန်ထမ်းရက်ွက် ARP အရာရှိကြီးများကလည်းမိအောင်မြင်ကရိုက်နှက်ဆုံးမရန်ဝင်းရင်တုံကိုစီနှင့်တုတ်တန်ပြီးကလမ်းလျှောက်နေကြသောအတန်များကိုအဆက်မပြတ်ကြားနေရပါသည်တခင်မခင်ခင်ကစိုးရင်မကင်းသောအတန်ဖြင့်တိုင်းပြည်ပြပြပြကာလာကြီးမှဆရာရောက်လာပုံက အချိန်မလှလိုက်တာဘလူကဘလူဖြစ်လာရတာလဲဆရာရဲ့ဟုမေးခြင်းကြောင့်ပြည်မျိုးကတောင်းတွင်းကြည့်သွားဖို့ဘတ်စကားနဲ့လိုက်လာတာ ပွဲကြီးတရားအရောက်မှာကားပြက်လို့အဖော်စုပြီးချီချင်းလျှောက်လာကြရင်နဲ့အာလန်နဲ့တမိုင်လောက်အလိုမြင့်လဲတွေ့တာနဲ့ဆက်စည်းလာခဲ့ကြတာပွဲကြီးနဲ့အာန်နဟာအတော်ဝေးတယ်ဆရာရဲ့တိုးခေါင်ခေါင်အိပ်ရမယ့်အစာမြို့မှာလားအိပ်ရတာကစိတ်အေးရလို့ဝေးပေမဲ့ကြိုးစားလျှောက်ရတာပေါ့ကျုံမှာနေ့စဉ်လမ်းလျှောက်တဲ့အလေးကြီးတစ်ခုကရှိလို့ကျင်သားရတဲ့အလုပ်တစ်မျိုးမှုဘလောက်လျှောက်ရလျှောက်ရမပင်မမှန်ပါဘူးဟုပြောရင်းအိမ်တွင်းသို့ကြောက်လာကြပါသည် ပြည်မြို့ဆရာတကုံရွှေများတို့အိမ်မှာနေတော့ကဲ့သို့လူဝင်ပေါက်တကမာကြီးများပရင်တကားများကိုအားလုံးပိတ်ခါတစ်ဖက်မျက်နာဖောက်ထားသော လေးတော်ရင်နန်းစီဘုံအကြီးစားတွင်လက်ဆွဲမှန်အိမ်တလုံးကိုမိထွန်း၍ထဲ့ပြီးလျှင်ပိတ်ကျဲခေါင်းပေါင်းယူဆကိုအုပ်ထားလိုက်သောအခါမိယောင်လည်းအပြင်းမထွက်တယောက်မျက်နာကိုတယောက်မြင်ကြရအောင်မိယောင်ရှေ့တွင်ဝိုင်းဖွဲ့၍ထိုင်ကြရပါသည်အိမ်မှာနှစ်ထပ်အိမ်ရှာတို့ပြင်များကာယံထားခြင်းကြောင့်အထူးလုံခြုံသဖြင့် မိအောင်အပြင်သို့မထွက်နိုင်သည့်အတွက် ARP တို့၏အကျဉ်းအမောင်းအော်အငေါက်မှလွတ်ကင်းပါသည်ဆရာအတွက်ညစာထမင်းစီစဉ်မည်ဟုဆိုသည်ဖြင့်ပြည်မြို့မှနေ့နှစ်နာရီနီးပါးမှစားကြွေမစားတော့ကြောင်းစီမံရန်မလိုတော့ကြောင်းပြောရပါသည်ထို့နောက်ရေနံစီသုံးလင်မီဖို့ကလေးနှင့်ရေနွေးချမ်းတဲကအိမ်တွင်အသင့်ရှိသောထက်ညက်ညေဘဲလော်နှင့်အာလံမြို့၏နမဲကျော်စားပွဲရာဖြစ်သောမလှိုင်လုံးမုံအချောက်တို့ကိုအစာပြေစားတောက်ရန်ကြွေးမွေးပြုစုလျက် အိမ်သူအိမ်သားအလုံးနှင့်ပိတ်ကျဲဖုံးထားသောမိရောင်မလင်းမမိန်ရှိတွင်ဝိုင်းဖွဲ့ထိုင်ကစားတောက်ကြရပါသည်။တခင်မခင်ခင်မှာအသက်30ထက်ပိုပိုမရသေးဘဲနုနုနေနေနှင့်တနတ်တာရုပ်ပါရှိသူဖြစ်ပါသည်။ညမျိုးလွင်ကို တွေ့ရသောအခါလွန်ခဲ့သည့်လေးလခန့်ကကိုယ်လွန်သွားရှာသူခင်မွန်းတဲ့ကိုဘဆန်ကိုအထူးတတိတရားဖြစ်ကအိန္ဒြေမစင်နှိုင်လောက်အောင်ငိုယိုရင်းကိုဘဆန်၏အကြောင်းအရာမျိုးစုံကို ပြောမဆုံးနိုင်အောင်ဖြစ်ကာ ငိုလိုက်ပြောလိုက်နှင့်အလွမ်းကမ်းဖွင့်ရှားသည်မှာအထူးသနားစရာဖြစ်နေပါသည် ကိုပါဆန်ဤယောဂမှာဆူဆူဝါဝါမဟုတ်ရေချိုးမှား၍ဖျားရင်းကအပူလွန်ခဲကမနိုင်မနှင်းဖြစ်လျက်ပွေလွန်သွားရခြင်းကြောင့်တခင်မခင်ခင်ဤစိတ်တွင် ရေတိန်နှစ်ရသလိုယူဆရင်းယဉ်ထုမနာဖြစ်နေရှာပုံရပါသည်တေးဒီကိုစိတ်မဝင်စားတေးချင်းတရားကိုမလေ့လာသည်တေးရေကိုမေ့ထားကား ပျော်ပျော်နေသေးခဲ့ဟူသောဆောင်ပုတ်တွင်သာကျင်လည်နှင့်မိုးနေသူအားတဦးသေးခြင်းအတွေ့တယောက်ကပရိဒီဝါမီတောက်လောင်ပြနေသောအခါတရားနှင့်ငင်းအီးအောင်ဟောပြောရန်မှစွန့်အားနေသူအားတိတ်ချင်းအဆူခိုင်းသည်နှင့် တူနေပါလေတော့သည်သို့သောစာရေးဆရာဟူသောအသည့်မှာပူသူဤစိတ်တွင် ကိန်းအောင်းနေရာစာရေးဆရာဆိုလင်းစာပေနှင့်ပတ်သက်သည်မှဘဟုတုတပိုးကြွယ်ဝသည်ထင်ခြင်းကြောင့်အခါများစွာစာရေးဆရာတို့ ယောက်ကြခြင်း၊ကတိကောက်ဖြစ်ခြင်း၊ကိုယ်ရာတွင်ရေမောကြသည်ကိုခံရခြင်းတို့မှာတွေ့ဘူးကြုံဘူးစုံဘူးကြလာပြီဟုသာဆိုရမလို့ဖြစ်နေပါသည်။ထို့ကြောင့်ညမျိုးလွင်လဲပညာရှိမဟုတ် စားပေးဘန်းတိုင်ကြီးလဲမဟုတ်ဘ ഹു တုတပေါ်ကြွယ်ဝကအစမ်းခံနိုင်သောအရေးအချင်းပြည့်ကဝိအမျိုးအစားလဲမဟုတ်ခြင်းကြောင့်ပရိဒီဝါမိတောက်လောင်နေသူအားအမြိုက်စင်းနှင့်အေးအောင်ဟောပြောရန်မှာရင်ကျက်ကလဲချောင်းချောင်းနေမိပါသည်။ ပြီးမှမရဲတော်လဲပြေးခဲ့စေဆိုတကဲ့သို့ စာရေးဆရာဖြစ်နေရသည့်ဘဝကြားဘူးနားဝါတို့နှင့်အေးရာအေးချောင်းတင်းသွင်းလေးမှတာဝန်ကျေတော်မူဟုစိတ်ကူးရ၍တိတ်တော်ခင်ခင်မငုံနဲ့မငုံနဲ့ငိုခြင်းအပြင်ကိုဘဆန်တော်အသက်ပြန်ရှင်မလားခင်ခင်မှသာစိတ်ပန်းကိုနွမ်းဖြစ်လိမ့်မယ်ငိုလို့သာသွားနေသူအသက်ပြန်ရှင်မယ်ဆိုရင်ဆရာကိုယ်တိုင်ရာဝင်အိုးစင်အိုးကြီးနဲ့မြင့်ရင်အပြည့်ရအောင်ကူးငိုမှာပေါ့တေလဲတေရ တေကြီးလပြီးဤဘဝဤလူပြီးအစချီသောတန်ဝေကအလင်ကအနိစ္စဒုက္ခအနတ္တဟူသောလက္ခဏာရေး၃ပါးဇာတိဇယဗျာတိမန္တနစသောဘဝကိုရသည်နှင့်တပြိုင်နက်အိုနာတေရေးဆိုသည်တို့ကရှုတွေးစရာအဆက်မပြတ်လိုက်လာနေပုံတပ်ဖြင့်သင်္ခါရအနိစ္စမြင်မြင်သမျှအမြဲမဟုတ်ကြပုံငါသာမမြဲတေခြင်းကမြဲဤဆိုသောအတိကိုအမြဲတည်းနှင့်ပူတွဲထား၏ ဣဇေဝသူဝေဝပုတွေးစာပြန်လှန်ယနေ့လားမနေ့ပြန်ဝဲရက်မှန်မှန်မသိဆိုသောမသေးခြင်းမနေရယနေ့တော်၎င်းမနေ့ပြန်တော်၎င်းတေရမည်ရက်ကဧကံတရရဲ့ဆိုသည့်ဖရာအစရှိသော သူတော်ကောင်းတို့၏ဆုံးမစကားတွေကိုအတိညာမှတွင်ပြီးပျောက်သောသူရှာလင်တွေ့တည်သောသူကြာလင်မေ့ဆိုသည့်အတိုင်းမေ့အောင်စူးစမ်းယူဖို့အစရှိသဖြင့်ပြောကစိတ်ပြောင်းသွားစေရန်အတွက် စစ်အတွင်းဘေးကင်းရာမှာနေမိထိုင်မိအောင်ဘယ်ဘူရွှေ့ပြောင်းကြမယ်စီစဉ်တယ်လေဟုမေးမှကျမတို့ဇာလီတောင်ကိုပြောင်းကြမှာပါဆရာတော်ကခွင့်ပြုပြီးပြီမို့ပစ္စည်းတွေတောင်တချို့ပို့ထားနှင်ပါတယ်ဇာလီတောင်ဆိုတာကဘယ်မှာလဲခင်ခင်ရဲ့တရက်မြို့ရဲ့မြောက်ဘက်မှာပါ အာလန်ကနေပြီးအီယာဝရီမြစ်ကိုဖျက်ကူးရပါတယ်တရက်ရောက်မှမြောက်ကိုတဆင့်သွားရပါတယ်ခင်ခင်တို့မိသားစုတွေမဲ့လားရွှေပြောင်းနယ်စီကနေရာဒေသခောင်းရင် လူအားနည်းတဲ့အတွက်တောချောင်းလို့ခေါ်တဲ့ခိုးသားဓမြရန်ရှိလို့တတိထားဖို့လိုမယ်ထင်နေ။ကိစ္စမရှိပါဘူးဆရာ။ကျမတို့အာလန်မျိုးကမြို့တဝဲလောက်ပြောင်းကြမှာမို့လူအားကောင်းပါတယ်။လူကလည်းလူဆုံးမှုကားကွယ်ဖို့လက်နက်တွေကောအဆောက်အအုံတွေကောပြည့်ပြည့်စုံစုံနေပါ။ဒီလိုဆိုကောင်းပါလေရဲ့ခင်ခင်ရဲ့စစ်အတွင်းမှာလူအင်အားများဖို့စီစီလုံးလုံးရှိဖို့တအူးကိုတအူးကူညီပြီးခင်ခင်မင်းမင်းနေကြဖို့အင်မတန်လိုပါတယ်။ ဆရာနဲ့ခင်ငင်းတို့မပြောင်းခင်ရောက်လာတာကံကောင်းတယ်ဆိုရမှာပေါ့အနုမို့ဆိုရင်ဂတ်တဲ့မှာတိုင်ကျပေးပြီးဝင်အိပ်ရမယ်ကိန်းဆိုင်နေတာကလားခုပြောရင်ခင်မွန်းတဲ့ဤကိစ္စကိုမေ့လျော့သွားအောင် အခြားစကားများအစားထိုးကတက်တာအောင်ဖန်တီးခြင်းဖြင့်မျက်ရည်ဝဲသည်တို့ရက်စဲကအိန္ဒြေရရနေနိုင်သောအဖြစ်တို့ရောက်လာပါသည်အလာဘတလာဘခေါ်သောဟိုရောက်ဒီရောက်စကားမျိုးစုံပြောရင်မြမလက်ဖက်ရည်ချမ်းနှင့်မြီးစရာမုံများကို ိတ်ယာဝင်ညစာအဖြစ်စားတောက်ကြပါသည်။ရောက်၍တနာယီခန့်ကြာသွားပြီဖြစ်သဖြင့်လဲပိတ်ကျဲအုပ်မိအောင်ပါးပါးတွင်တဦးကိုတဦးပြက်ပြက်သားသားမြင်ကြရနှင့်ရင်ရင်းနှီးခြင်းအပေသို့ရောက်ကဟန်လုရခြင်းအိန္ဒြေဆောင်ရခြင်းဒုက္ခတို့မှကင်းစပြူလာသည့်အလျောက်အသက်ရှူချောင်လာကြရပါသည်။တချိန်ကစာတော်စာရှိကန့်၍လုပ်ငန်းတစ်ခုအဖြစ်နီနီအပိုးလုတ်ခဲ့ကြရသောညမျိုးလွင်ဤနှစ်ကိုတစိတ်ရှင်ဖျားစု လင်နှင့်အပြိုဝိတ္ထုများအကြောင်းကိုတတိယလာကကာယကံရှင်ရောင်ရောင်သူတို့ကိုသူတို့ထင်ကမစွန့်ရင်ရှိရာတွင်ကစွန်းကင်းညီရင်အိုးမလုံ၍အုံပွင့်ကြသူများကအတရေပြက်မှုနှင့်တရားဆွဲမလို့လို့ရန်ကုန်ထုတ်တဲ့ရင်စာများတွင်ဝင်ချတောင်းမှန်သောကြော်ညာထည့်ပေးရမလို့လို့ကြုံရပုံများကိုစိတ်ပါလက်ပါပြော့ပြလာခြင်းကြောင့်တခင်မခင်ခင်တက်တာခွင့်ရလာပြီကိုသိရ၍ဝမ်းမြောက်ရပါလေသည်။စာရေးဆရာဆိုတာ မိမိရည်သည်မြဝိတ္ထုအလုံးမကောင်းမြထာကောင်းရာညှို့လက်အသက်ပေးဝေးဆိုတဲ့စေတနာမျိုးနဲ့ဖတ်တဲ့ပရိသတ်တစ်မျိုးအကျိုးမရှိတောင်တစ်မျိုးအတိညာတိုးဖို့ရေးကြတာကြီးပါတအူးတယောက်ကိုနစ်နာအောင် အကျိုးယုတ်အဆက်ကွဲဖြစ်ရအောင်ဂုံတိတ်ခါကြအောင်ဆိုတဲ့ရည်မှန်းချက်မျိုးဘယ်အခါမှပါလိမရှိကြပါဘူးလူလောကရဲ့ဘဝဇက်ကုံဆိုတာတွေ့ကြုံစုံကွဲပျော်ပြင်းလွမ်းကြည့်တဲ့ဖြစ်ရက်တွေသာတခန်းပြီးတခန်းပြောင်းလဲကပြနေရသူကြီးမှု တခါတရံထန်သီးကြွေကင်ကြီးနင်းကင်ဆိုတာမျိုးကာယကံရှင်ကိုယ်တိုင်လူတိသူလည်းရှိလူမတိသူမတိပဲတိတ်တဆိတ်ဖြစ်ပြက်နေတာတွေလည်းရှိခြင်းရှိနေကင်မှာလက်တလော့ထွက်လာတဲ့ဝိထုစာအုပ်တည်းရဲ့ဆက်လန်းနဲ့ဒစိတ်တေသတပိုင်းတစုံတဝက်တပြက်မတော်တဆခက်ဆင်ဆင်တူးနေရင်ကာယကံရှင်တွေဟာစာရေးဆရာအပေါ်မှာသူ့အကြောင်းကိုရေးတာသူ့အဖြစ်အပျက်ကိုဖော်ထုတ်တာသူ့ဇာလန်လူတိအောင်လှည့်လိုက်တာဆိုတဲ့စွပ်စွဲခြင်းမျိုးစုံတွေနဲ့ တရက်ခန့်နေရာကိုထားကျင်တတ်တဲ့ညင်ရှိကြပါတယ်။စာရေးဆရာဟာနာမည်ကျော်ကြားလေးလေးတာဝန်သိလေးလေးအဖြစ်နဲ့ဆောင်ရွက်ရတဲ့ကိစ္စတရက်ကအမျိုးမျိုးမှရှိတဲ့စာအုပ်ကိုယ်စားလှယ်တွေရဲ့စီးပွားရေးဖြစ်ထွန်းဖို့နဲ့နေကျလာဖို့ကို တွေ့ဝိုင်းပြီးအခုအညီပေးကြရစမြဲပါဝိတုတပုတ်ရဲ့ဇလန်းဟာဒီအဖြစ်အပျက်တိုင်းဖြစ်သွားမှာပဲမြီမြို့အစားအာလံမြို့လုံနိုင်နေပဲခိုးမြို့အစားဟင်းဒရာမြို့လုံနိုင်နေတယ် ရွှေဘူမျိုးအစားတထုံမျိုးဖြစ်နိုင်တာမို့စာအုပ်ပိုးပြီးတွင်းတွင်းကျဲကျဲရောင်းရအောင် စာရေးဆရာကအုပ်ရည်အနေအများနဲ့ကိုယ်စလဲယူရောင်းတဲ့မျိုးတွေရဲ့ဆင်းရင်းကိုဖြန့်ချီရေးဘက်မှာတောင်းယူကြည့်ရှုပြီးအယောင်းအတွက်အယောင်းတက်နေတဲ့မျိုးနဲ့အယောင်းထိုင်အုပ်ရည်နေတဲ့မျိုးတွေကိုတွက်လာအောင်အဲ့ဒီမျိုးတွေကိုတလှည့်စီဇလန်းတဲပြီးရေးပီးခြင်းမျိုးသာဖြစ်ပါတယ်။ကိုမျိုးကိုရွာကဇလန်းဖြစ်နေတော့တကယ်လို့လို့ သူ့လိုလိုငါလိုလိုစာရေးစရာစိတ်ကူးလို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 တွေရှုပ်ထွေးလာတဲ့အခါဘူးအပေါက်တရားသာပိတ်လို့ရတယ်။ပါဇက်တပေါက်ပိတ်မရဘူးဆိုတဲ့အတိုင်းသူ့ငါပြောငါသူပြောနဲ့အဖက်များလာတဲ့အတွက်စာအုပ်တွေအခါတိုင်းထဲပိုရောင်းရတော့အိုးစလဲမှာအကျိုးရှိတဲ့အတွက်စီးပွားရေးနိပရိယနဲ့ကုညီတာမျိုးလဲပါတဲ့အခါပါသွားပါတယ်။ဒါမျိုးတွေကိုအတရေဖြတ်မှုနဲ့တရားစွဲမယ်ဆိုတော့စာရေးဆရာကဘယ်မှာအပြုံးပြတ်ပါမလဲ။ပင်ကိုညံနဲ့စိတ်ကူးတဲ့ဇလန်းဖြစ်ခြင်းဖြစ်မယ်။ ိုင်ငံခြားရုပ်ရှင်ဇာတ်ကားတစ်ခုခုကဆက်လန်းတော်၎င်းနိုင်ငံခြားဝိထုစာအုပ်တအုပ်အုပ်ကဆက်လန်းတော်၎င်းမိញံပြူပြီးတင့်လျော်အောင်ရေးတာမျိုးလည်းဖြစ်ကျင်ဖြစ်နိုင်နေဒီပြင်လဲစာရေးဆရာတယောက်မှသွားရင်းလာရင်းနေရင်းထိုင်ရင်းနဲ့မျက်စီရှိမှလာမြင်တွေ့နေရတဲ့အဖြစ်အပျက်တစ်ခုခုကဇာတ်လမ်းတစ်ပုဒ်ဖြစ်ကျင်တဲ့ဖြစ်လာတာမှုစိတ်နဲ့စည်ရနာရောမြစ်တာပါအမြဲတမ်းရှင်းနေတဲ့အတွက်တုံလုံးခြောက်ချခြင်းမရှိဘဲပြုံးနေနိုင်ကြတာပါ ။အမှန်ကတော့အထင်မှားသူနဲ့ဇူအတင်းဆွဆွဲသူတို့အပြည့်လို့ဆိုရမှာပါ။ကျမတို့ကတော့စကလေးကမဟုတ်မှန်းသိပါတယ်။အကျူးအကြောင်းရေးလဲအောင်ရှင်းပြလိုက်တဲ့အခါတချို့ကသဘောပေါက်ပြီးမင်းတချို့ကတော့ကဲကဲဆက်အကြာရောအမြင်မှရပြီးအတက်သိတဲ့အနေအထားမျိုးတွေနဲ့ပြောကြသဘော။ဒါပေမဲ့ဒီကိစ္စမျိုးပေါ်တိုင်းစအုပ်ရောက်ကောင်းတာတော့ရိုးရိုးလာရတဲ့နှစ်စာသုံးစာပို့တာအမှန်ပဲဆရာရဲ့ ဝိထုဆိုတာဖတ်သူတွေအတွက်သင်ကားစာပေးတာပဲဖတ်သူလည်းအကျိုးမရှိအရေးခံရသူလည်းနစ်နိုင် စာရေးဆရာစစ်စစ်တွေကတော့ဘယ်သူမှမရေးကြပါဘူးအမြဲတတိရှိရှိနဲ့ရှောင်ရှားကြပါတယ်ကာလပေါ်ဝိထုစာအုပ်ထုတ်ဝေတဲ့လုပ်ငန်းတွေဟာကောင်းရင်မဟုတ်လားကောင်းပါတယ်ဘာပြုလို့လဲခင်ခင်ရဲ့မန္တလေးဈေးကြိုဝါဒန်းကပြည်ရွှေဘူလာစင်ထုတ်အိမ်ကလူဝိထုနောက်ပိုင်းမှာမြမျိုးလွင်ဘွဲ့ကြာဆန်လက်တုတ်ချာလီချက်ပလင် မဟာကပြားနေချိုးကြီးတပုတ်နိုင်ငံကျော်ကပြားဆရာစဆူဂျင်းနန်ချောင်းရှင်သန်းမီရေးတဲ့အထက်မှာဝိတုထုတ်တာငွေ2000လုံးချာလုံးချာနဲ့မျိုးရတယ်လို့လို့ဆိုထားတယ်။အဲ့ဒါဘလို့ဖြစ်ရတာလဲဆရာရဲ့အဲ့ဒီမဟာကပြားလေးချိုးကြီးရှိသေးလားရှိတာတော့မရှိတော့ဘူးဆရာရဲ့ဒါပေမဲ့လေးချိုးကြီးကရှေးလျားလွန်းတဲ့အတွက်အဲ့ဒီငွေနဲ့ပတ်သက်တဲ့အပိုက်နည်းနည်းချင်းချင်းတော့ကျမပြန်ရွတ်ပြနိုင်ပါသေးတယ် ကြားစမ်းပြရစီလားခင်ခင်ရေဒါမှလည်းဆရာအကျိုးအကြောင်းဖြည့်နိုင်မယ်ထင်ပါတယ်အစီအစဉ်တိုင်းကတော့မဟုတ်ဘူးပေါ့ဆရာကြွက်ကြော်ပဲဆိုကြပါစို့ကျမတတိယသမီးစာဖတ်တယ်လို့ရွတ်ပြမယ်နားထောင်ပြီးတော့ရွတ်ပါရွတ်ပါအားလုံးလည်းကြားကြရတတိလည်းပြန်ရတာပေါ့ခါကဖြတ်ရွတ်တဲ့အပိုက်ပေါ့ဆရာဟုတ်လားအစအဆုံးမှမရတဲ့အတူတူရတဲ့နေရာအပိုက်ကစရရင်နှာတနော်ရိုးတနော်ခင်မင်းစရာပေါ့ မြ်ခေါ်မျိုးခေါ်လွင်လွင်ဆရာနဲ့အချင်းရခင်တခါဟိုတနေ့စီကမမ်းမြေမှာတမ်းမြေနဲ့တွေ့ကြတော့မိတ်ဆွေအချင်းတမငါးဖြာအမှုတွေနဲ့တပါးကညာကိုရှင် စားเสียရအဆုစုတွေနဲ့အာနာအောင်များစွာပဲယူရလိုက်တဘောဝိပြုလောက်ရမှာကောင်းစွာနှက်ပင်ရဲ့ဝိထုထုတ်တာအကြောင်းအရာနဲ့ဆက်ပါလို့မြက်မမြက်အေးမယာစခန်းကိုလ အထက်ထက်မိကမြန်းလီတော့ မြန်မှန်းမြင်းနေမှာပြည်ရွာကမချောချင်မှုမတန်းမီရဲ့ကွာဒီအရာဖြင့်မပြောပြရစီနဲ့တဲ့မနှောတွင်မရှင်ရန်ပေါ့တမင်ကြံကတမျိုးလိန်နဲ့အခင်းပေလာအင်မတန်စိုးရင်မကင်းသူမဖြစ်အပြင်းတိုက်ပြပါပူအောင်နော်ရှင်စည်ရင်မကိုက်အင်းမကိုက်ပုံနဲ့ငင်းလိုက်ရှာတကူမနှောတွင်မရှင်ရန်ပေါ့တမင်ကြံကတမျိုးလိန်နဲ့အခင်းပေလာအင်မတန်စိုးရင်မကင်းသူမဖြစ် အပြင်းတိုင်ပြားပါဖိုးအောင်တော့ရှင်စည်ရင်မကိုက်အင်းမကိုက်ပုံနဲ့ညင်းလိုက်ရှာတကူထို့သူညင်းနာသူ့ကလေးကြားရလေတော့ကိုချင်းစားကားကို့လိုပဲတနာလိုက်ပါရဲ့အထက်အဆိုပါဟိုမှာအရေးကိုလားပါဇက်တပွားဖွားရဲ့ရှင်မပြတ်အခါခါမေးလေတော့အဆွေးတွေပေါ်ဝေအောင်ပေါ်ဖို့အသက်ရေးမပြောင်းသနော်စုံးတာရှုံးတာပြောရမှာဖြင့်ငွေနှထောင်ကြောကြောဟာနေလုံချာလုံချာနဲ့ညောရရှာတဲ့ အမေမင်းချုံးကနှုံးကမောပဲဇောဝယ်မရှင်လန်းနိုင်ဘူးပင်မန်းစွာစိတ်တွေရှုပ်ပြီးမှုပြီးရွှေဘူလှစဉ်အလုတ်ကိုလအဟုတ်ပင်မလုတ်ချင်းလှတော့လဲပြင်စမတင်းကားတင်းရနကိုခစ်စီကပြိုချစ်ခင်းခင်းဆွေငဲ့ပြင်တင်းတင်းမေဆုဆုကညာကညာအလှရင်နဲ့ရင်းရင်ရွှေပုပုခမရတို့ကလည်းတဝပီပေါ်စသဖြင့်ပေါ်ဆရာရဲ့အမျိုးမျိုးကစာဖတ်ပရိသတ်အမျိုးသမီးစုံကရက်မပြည့်ရဘူး ထုတ်ဝင်မြထုတ်ဝင်ပါလို့တိုက်တွန်းကြတဲ့အတွေ့ရှုမဝရုပ်စုံမဂ္ဂဇင်းစက်တင်ဘာ1980ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးတွင်ရေးသားထားသည့်ရှေဟောင်းနှောင်းပြင်းများစောင်းပါအမှတ်16ဒီမာတွင်ပြီးဆုံးပါပြီရှင်ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ကြကြသောစာပေချစ်မြတ်နိုးသူများအားလုံးလည်းဘေးကင်းလုံခြုံကြပါကြပါစေ။ နောက်ထပ်အခန်းစဉ်များနှင့်အတူပညာပေးတုတ္တရတဆောင်းပါးများနှင့်လူ့ရွယ်စမ်းကျင်ဝိထုများကိုလည်းတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ကြပါနဲ့နော်။ကျမကနှင်းစီပါရှင်။